်တနင်္ဂနွေတာသမီများအတွဲ2025ခုနှစ်ဧပြီလအတွက်ကလဇာဝေရင်ရတဲ့အထူးဟော့စတန်ဖြစ်ပါတယ်ဆုံးရှုံးမလို့ဖြစ်နေတဲ့ရွှေငွေပစ္စည်းအခွင့်အရေးပြန်ရဖို့ရှိနေပါတယ်ပြည့်မလို့ဖြစ်တဲ့အလုံငါထားပြီးတော့အောင်မြင်မှုရှိနေပါတယ်ကိုမုန်းတဲ့သူတွေကတန်ချစ်လာဖို့ရှိနေပါတယ်နှစ်ပေါင်းများစွာဝဲကွာခဲ့တဲ့သူငယ်ချင်းတွေဆွေမျိုးတွေမိဆွေတွေပြန်ဆုံရဖို့ရှိနေပါတယ်အလုတ်တိုင်းနေရာတိုင်းမှာလည်းပဲကိုညီမဆမဲ့သူတွေများနေတတ်ပါတယ် ဲ့တော့အင်တော်ကြီးနဲ့ပတ်သက်လို့ကလည်းပဲအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်။ကြီးခဲ့သူတရားကိုအကြောင်းပြပြီးတော့ပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်။အဲ့တော့အချစ်ရေးအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်။အဆင်ပြေပြီးသားသူများကတော့အချစ်ရဲ့ချုံမြိန်နဲ့အပြည့်အပွင့်တွေကိုခံစားရမယ်လပဲဖြစ်ပါတယ်။အဲ့တော့ပြည်တွင်းပြည်ပခီးများကတော့စိတ်ပူထွန်းတော့ပြီးတော့အောင်မြင်နိုင်ပါလိမ့်မယ်။ အလုပ်ငန်းစီးပွားတွေတိုးချဲ့လို့ရပါတယ်လုပ်ငန်းသစ်များစတင်လို့ရပါတယ်အဲ့တော့ဒီချိန်ကာလတွေမှာအနည်းရောအစိမ်းရောင်တွေကကန်ကောင်းစေတဲ့အကြောင်းတွေဖြစ်ပါတယ်တနင်္ဂနွေဟိုတူဟူတာသမီတွေစီရနေပြီးတော့အကူညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်အင်္ဂါတာသမီများအင်္ဂါနေ့များကိုတော့တရိထားပြီးတော့ဆောင်ရွက်စီလိုပါတယ်အဲ့တော့ဒီချိန်ကာလမှာငွေအတွက်စင်ပြခြင်းနဲ့ငွေကြေးကိစ္စတွေစင်ပြခြင်းနဲ့နောက်အခြေစင်ပြခြင်းနဲ့နောက်အကျွေးကိစ္စတွေ အစီအပြေချင်းနဲ့အကျွေးအမြန်ကြည့်ချင်းနဲ့အဲ့တော့ငွေကြေးကိစ္စအခြေကိစ္စအကျွေးကိစ္စအစီအပြေချင်းတဲ့သူများကတော့အဲ့တော့စီးနေသောရေအရှင်ထဲမှာ9ခုနှစ်ကောင်အေးမဲ့လှုပ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ငွေကြေးအခြေရေးအကျွေးကိစ္စတွေအစီအပြေပါလိမ့်မယ်အဲ့ဒါမကြခဏလှုပ်ပြီးပါအဲ့တော့အင်တောင်ရေးအစီအပြေချင်းတဲ့သူများအလုတ်ဒူကြီးနေရာနဲ့ပတ်သက်လို့အစီအပြေချင်းတဲ့သူများကတော့အလူဟင်းစွန့်တော့ကက်ပြီးတော့ဆူတောင်းပါအဲ့တော့အင်တောင်ရေးအစီအပြေဖို့အတွက် အဲရှောက်ထားတဲ့အလုပ်ကိုအမြင်ရဖို့အတွက်အလုပ်မှာအဆင်ပြေဖို့အတွက်လူကြီးနဲ့နေရာနဲ့အဆင်ပြေဖို့အတွက်ကတော့အာလူဟင်စွန့်တော့ကပ်ပြီးတော့ဆူတောင်းပါအဲ့တော့ပြည်တွင်းကီပါခင်ကြီးအောင်မြင်တဲ့သူများကတော့မရှိနွမ်းပါတဲ့တက်ကြီးရွယ်ကိုအသက်လေးကြီးရမယ်ဆင်းလဲဆင်းရမယ်အဲ့တော့မရှိနွမ်းပါတဲ့တက်ကြီးရွယ်တယောက်ကိုစက်ပြအကျန်းလက်တော့ဘွားအကျန်းပတ်စံအနှောင်းစွန့်ကျဲလူတန်းချင်းအဖြစ်ပြည်တွင်းကီပါခင်ကြီးများအောင်မြင်ပါလိမ့်မယ်အဲ့တော့ကျမ်းမာရေးကောင်းစီမဲ့ရေရရကတော့ စိတ်ပန်းဟင်းထမင်းနဲ့နေပြီးတော့လက်ငှက်ခွေးကိုကျေးဖို့ဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးကောင်းစီမယ်ကြီးတွေကတော့အဲစိတ်သားဟင်းကိုထမင်းနဲ့နေပြီးလက်ငှက်ခွေးကိုကျေးပါ စီသွေးပိုက်ဘောနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်အဲ့တော့ဒီချိန်ကာလမှာရောင်းထွက်ရောင်းကောင်းကင်တဲ့ကစ္စည်းများပို့တော့အဲတည်င်းစာနဲ့ရက်ခက်ပြီးတော့ဆူတောင်းပေးပါရက်ခက်ရင်လည်းပစ္စည်းများရောင်းထွက်ဖို့ဈေးကောင်းရဖို့စသည်နဲ့ဆူတောင်းပါဘယ်နေ့မဆိုဘယ်ချိန်မဆိုဘယ်နေရာမဆိုမကြခဏလောက်ပြီးလိုက်ပါလေ 哎呦，这年头的大美女啊，暗恋、暗贼、白贼、赖贼、开贼的啊！